အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့တော်ရာကုန်ဖြစ်ပုံစံဆိုရယ်ပုံမြင်လေးပဲဖြစ်ပါရစေ။ကြည်ချမ်းရွာကဦးမြတာဒေါ်သူစာတို့လင်မယားဟာချမ်းသာကြွယ်ဝတဲ့သူတွေ မဟုတ်ကြပါဘူးသူလုံးကလိုလက်လုံးလက်စားသူတွေပဲဖြစ်ကြပါရဲ့ တို့တိုင်အောင်သူတို့ရဲ့တမီကလေးမဲပွင့်တစ်ကိုကြည်ချမ်းရွာလိုတော်ရွာကယောက်ျားပြုများကမှတ်တမ်းလိုထင်နေကြပါတယ်။အီတို့လည်းထင်စရာဖြစ်ပါတယ်။မဲပွင့်တစ်ဟာအလွန်တရာပင်ချုံမလှပသူကလေးဖြစ်ပါတယ်။အကယ်၍များရွှေမြို့တော်မှာဘရင်မင်းမြတ်သားတွေ့သွားလျင်သူဤသားတော်အင်းရှိမင်းသားကလေးနှစ်ပင်မௌကြပင်ထင်းများလက်ထပ်ပေးမိသားဖြစ်သည် တို့ရရင် နေပြည်တော်မှဘရင်ကြီးတီ၎င်းအိရှိမင်းသားကလေးတီ၎င်းကြည်ချဲရွာလိုတော်ရွာကလေးတို့ကြွားချီလာခြင်းမရှိတာကြောင့်မဲပွင့်တဲ့မှာမိတိနီနဲ့မှနေပြည်တော်တို့ရောက်စရာလမ်းမရှိခြင်းဒီအကြောင်းကိုအစင်းစားသားတွေးမိထားသောကြည်ချဲရွာသားငဒီတုကကျင့်နဲ့မဆုံးတပြုံပြုံဖြစ်နေရပုံသူရဲ့အပေါင်းအဖော်ဖြစ်သူငပူလောင်ကိုလည်းဟဲ့ငပူလောင်ကြည်ထားကွဟင်ဘာကိုလဲမင်းနွားတွေကိုလား ဒီကောင်တဲခတ်တဲ့ကောင်ပါလားငါစကားကိုပြန်ဆုံးအောင်နားမထောင်သေးဘူးဖြတ်ပြောတာကိုဦးမြတာကြီးကသူ့သမီးကိုငါတို့ရွာသားတွေနဲ့မတန်ဘူးလို့ချင်းနေတယ်ကြည်ထားကွာဘသူကိုလဲဦးမြတာကြီးကိုလားခတ်ပြန်ပါပြီငါစကားမဆုံးသေးဘူးကွာမဲပွင့်တစ်ကိုငါရရမယ်မင်းယုံကြည်သလားငပူလောင်ကမလှုပ်ချေဟဲ့ကောင်မင်းအခုမှကောက်ကောင်ငင်ကနားပင်းသွားသလားမင်းစကားဆုံးပြီလားအေး စစောကလေးကဆုံးသွားပြီ။ဟာဒါဖြင့်တပြောက်စွန်ကျွေးဖို့ဖုန်ကြီးပေးမှာပဲ။အဲလေငါလည်းရောင်မားကုန်ပါပြီ။ငါကဘာကိုကြည့်ထားရမှာလဲဆုံးသွားတာကိုလား။ဒီကောင်နဝေတိန်တောင်နေပါလား။ငါနဲ့မဲပွင့်တဲ့နဲ့တနေ့မှလက်ထပ်ရမယ်ဆိုတာမင်းကြည့်ထားလို့ပြောတာငဒီတို့ကမူဤတို့ပြင်ယုံကြည်ဆွဲမြဲလျက်ရှိတော့တယ်သို့တော့မဲပွင့်တဲ့မှာတော့သူ့မိဘတွေထင်လျင်လဲထင်လောက်စရာပဲဆံပွင့်နေသူဖြစ်ပါတယ် တောအုပ်ထဲမှာထင်းခွေသွားရင်ကတနေ့သူရွက်လာတဲ့ထင်းစီအစွန်းနဲ့ခေါင်းလောင်းပန်းယုံကခေါင်းလောင်းပန်းလေးတဝင်းကိုတိုက်မိရဲ့သူကခါထူးဆန်းစွာပဲကြည်လင်တရားတဲ့ခေါင်းလောင်းတန်ကလေးထွက်ပေါ်လာပြီးရဲ့နောက်ပန်းဝင်းမုံနှစ်သားကလေးတစ်ပါးဟာသူ့ရှေ့ကိုရောက်လာခဲ့တယ်။ထိုနှစ်သားကလေးကမဲပွင့်စ်ကိုမြင်တော့မိသားရှိသွားပြီးမဲပွင့်စ်ကိုဖွင့်ပြောတာပေါ့။မဲပွင့်စ်ကလည်းလှပသောပန်းဝင်းမုံနှစ်သားကလေးကိုမြစ်သားမျှတယ် သတင်းချုပ်ပြီးတဲ့အခါတောင်ဝင်းမုံနတ်သားလေးကမဲပွင့်တစ်ကိုမိဘများထံလာရောက်တောင်းယူမယ်လို့ကတိပြုရယ်။ဤအတော်အတွင်းမှာမဲပွင့်တစ်ဟာတောရင်းကိုလာရောက်ပြီးတော့ခေါလောင်းပန်းရုံကပန်းတွေအနက်တစ်ခုသောပန်းကိုလှုပ်ကိုင်းလိုက်လျင်တောင်ဝင်းမုံနတ်သားလေးပေါ်လာတယ်။နတ်သားကလေးကလည်းလှုပ်ရမယ့်ပန်းဝင်ကိုအသေးချာပြထားတယ်။သူတို့နှစ်ယောက်ဟာပျော်ရွှင်စွာချစ်ခင်ပွဲစကားများပြောဆိုကြပြီးတဲ့နောက်လူချင်းခွဲကြတာပုံ။နေ့စဉ်လိုပဲအဲဒီလိုဖြစ်နေခဲ့ပါရဲ့။ တနေ့မဲပွင့်တကခေါင်းလောင်းပန်းကလေးကိုကင်ပြီးတော့လှုပ်နေရကိုနဒီတူကတော်ရင်တနေရကနဲ့တွေ့သွားခဲ့တယ်။အသားဆက်ချောင်းကြီးရဲ့ခါမဲပွင့်တဟာပန်ဝက်မုံနှစ်သားကလေးနဲ့ပျော်ရွှင်ကြီးမျိုးစွာစကားတွေပြောနေတာကိုတွေ့လိုက်ရတယ်။နဒီတူကအလွန်မခံမရနိုင်ဖြစ်ပြီးတော့ရွာကိုပြန်လာပြီးငပူလောင်ကိုလိုက်ရှာတာပေါ့။ငပူလောင်ကအကြော်ဆိုင်မှာအကြော်ထိုင်စားနေတယ်။အကြော်သေးကြီးတော်ဘူးကခက်လန်းလန်းမှာမုံတွေကိုကြော်နေတယ်။ တို့နားမှာအကျော်ပကန်းချရင်းနှီးချမ်းထည့်ပြီးပြုလုပ်နေတဲ့ဒေါ်ပုရဲ့သားငဘောလောသာလျင်ရှိရင်ငဘောလောကနမင်းနဲ့လိုက်အောင်ပေါ်ကြောင်ကြောင်နဲ့ငဒီတူကလည်းသူ့ကိုကယူမထားပဲငပူလောင်ကိုသူ့ပြောလို့ရရပြောတော့တာပေါ့ဟဲ့ငပူလောင်မင်းဘာတိတလဲကွာအကျော်ဟာလက်ဖက်ရည်ချမ်းနဲ့တောက်ရင်တိတ်ကောင်းတယ်ဆိုတာငါတိတာပေါ့တဲဒီကောင်ကစကားဖြတ်ပြောပြန်ပြီမင်းဟိုနေကပြောတော့မင်းစကားဆုံးပြီဆိုကွာဟာ ဟိုနေ့ကသာဆုံးတာအခုမဆုံးသေးဘူးဘလို့လဲကွာဆုံးပြီးရင်ပြန်ရှင်တယ်လို့ဘယ်တော့မှကြားဘူးတလုံးဟာဒီနေ့စကားကအစ်မွေလားကွာငါပြောတာနားထောင်စမ်းပါမယ်ပွင့်တဲ့ဟာပန်ဝဲမုံနှစ်သားလေးနဲ့ကြိုက်နေတယ်ကွာငါမယုံပါဘူးမင်းမယုံရင်နေငါကတကယ်တွေးခဲ့ပြီးပြီလာခဲ့တောအုပ်ထဲကိုအခုလိုက်ခဲ့လက်တွေ့ပြမယ်နှစ်ယောက်သားပြာကြီးပြာရထွက်သွားကြတယ် အလွန်တရာမှဆက်စွတ်တဲ့ငပေါ်တော်ကလည်းမနေနိုင်မထိုင်နိုင်ဖြစ်ပြီးသူတို့ကိုနောက်ယောင်ခဲလိုက်ချောင်းတော်တာပေါ့ဟာရီခေါင်းလောင်းပန်းကိုငါလှုပ်လိုက်မယ်။တာယာတဲ့ခေါင်းလောင်းတန်ကလေးထွက်လာပြီးခဏကြာရင်ပန်ဝက်မုံနှစ်သားရောက်လာလိမ့်မယ်ကွာ။ကြည့်။ပျော်ပျော်စွစွနဲ့ငဒီတူကနှစ်ခုရှင်နေတဲ့ခေါင်းလောင်းပန်းတွေအနက်တစ်ခုကိုကန်ပြီးတော့လှုပ်လိုက်တာပေါ့။ဝုံတိုင်းဆိုတဲ့မိုးချိုတန်နဲ့အတူမြောက်ဝုံကြီးတစ်ကောင်ပေါ်လာခဲ့တယ်။နှစ်ယောက်သာတောက်ချေတင်ပြေးကြတော့တယ်။ ခက်လန်းလန်းကချောင်းကြည့်နေတဲ့ဆက်စုကြီးငဘောလောလဲကြောက်အားလန့်အားနဲ့တုတ်ချေတင်ရတော့တာပေါ့ငဒီတို့တို့ကအကြော်ဆိုင်ကိုပြန်သွားကြတယ်ဒေါ်ပုကအကြော်ရီလာချပင်းရင်နဲ့ဖြစ်တော့ဖြစ်တော့ပြောရင်ငဘောလောတကောင်ဟာတဲခတ်တာပဲဝမ်းနာလို့တောထန်လိုက်အောင်မေးဆိုပြီးသွားလိုက်တာကြာလာပါပြီပြောရင်ဆိုရင်ပဲငဘောလောကမောကြီးပန်းကြီးနဲ့ဝင်ရောက်လာတယ်ဒေါ်ပုကအံ့အားတင်သွားပြီးဟင်မင်းဝင်သွားတာချွေးရည်တန်တွေနဲ့ပါလားလို့မေးလိုက်တာပေါ့ ဟာနဲရကြီးမှမဟုတ်တာဘာလဲဟဲ့နင့်စကားကဘာကြီးနဲ့တွေ့လာလို့လဲဟိုဆရာရီသာမေးကြည့်ပါတော့ငပူလောင်ကအံအားတင်သွားတယ်ဟဲ့ငဘောလို့ရငါတို့ကပဲမင်းဝင်းသွားတာလိုက်ချောင်းနေတယ်လို့လို့မင်းစကားကဘလို့လဲကွာကျွန်တော်မှားသွားလို့ပါ ဝင်းသွားတာပါပဲဒါပေမဲ့အမွေးမြင်တွေနဲ့နဲရကြီးမဟုတ်ဘူးဟာကျွန်တော်ရန်ကုန်မှာပြီးဝင်းချောက်လို့ချွေးတွေတန်းနေထွက်တာပြောရပါ ဒေါ်ပူလည်းဒီကောင်တော့ဆရာတော်ကြီးစိတ်တိုက်အောင်ပါပဲလို့ပြောပြီးမီးမူစီကိုသွားအကြော်ရီကြော်နေတော့တာပေါ့ငပူလောင်နဲ့ငဒီတူတို့စကားပြောပြီးတော့ကြံရင်ခဲ့တယ်ငပူလောင်ကမကျင်မနှက်တန်းနဲ့မယ်ပွင့်တယ်ဟာဘားစိတ်ကူနဲ့များဒီဟာချင်းကိုကြိုက်ရပါလေကွာလို့စာပြောတယ်ဟာမဟုတ်ဘူးဟာငပူလောင်ရငါထင်တာတော့ခေါင်းလောင်းပန်းကိုမှားလုံးမိပြီထင်တာပဲအခုဟာကမြောက်ဝန်ကြီးကွာပန်းဝင်မုံနဲ့သားဆိုတာမဟုတ်ဘူးလား ဘယ်ဟာဟုတ်အောင်မလဲငါမြင်ခဲ့ပါတယ်နှစ်သားကတော်တော်လှတာဒီဟာကြီးဆိုရင်တော့မဲပွင့်တင်မပြောနဲ့မင့်ကြီးတော်တော်ကြိုက်မှာမဟုတ်ဘူးဟေးငါကြီးတော်သူ့ဘာသူနေပါစီကွာထိုခဏမှာငါဘောလောကလှုပ်ခနဲ့စက်သီးတွေထလိုက်တာဆိုတာမပြောပါနဲ့တော့လို့ဝင်ပြောလိုက်မိရဲ့ငါဒီသူကဟင်ဘာဖြစ်လို့လဲလို့လှဲ့မိတော့ငါဘောလောကလည်းအော်ဝင်းချောက်လို့ညှင့်ရတာလေလို့ပြောမိကြွယ်ရပြောလိုက်တာကြောင့် ငဒီလူတို့လည်းသူတို့ချင်းချင်းစကားစကြပြန်နေဒီမငပူလာဒါရီကိုဘယ်သူမှရှောက်မပြောနဲ့မနှက်ဖြန်ညနေကြရင်ငါပိုက်ကွန်ကြီးယူခဲ့မယ်မင်းနဲ့ငါတောအုပ်ထဲသွားပြီးမင်းကခေါင်းလောင်းပန်းကိုလှုပ်ဟာမလှုပ်ပါနဲ့ကွာစောစောကမြောင်ဝန်ကြီးထွက်လာရင်ဒီတခါတော့လက်မယ်မထင်ဘူးမဟုတ်ပါဘူးကွာဒီဘက်ကပန်းကိုလှုပ်มาပါပန်းဝှက်မှုန်နှစ်သားပေါ်လာရင်ငါကပိုက်နဲ့ဖမ်းမယ်အုပ်ဖမ်းပြီးနှစ်သားကိုနှစ်ဘူးချုံဝင်နာမှာချထားမယ်ကွာ ခြိတောက်ပေးချတာမှာပေါ့အဲ့ဒီနေရာကညဘက်ဆိုရင်ကြားလာတတ်တယ်မဟုတ်လားအဲ့ဒီတော့ပန်းဝင်းမုံနဲ့သားမမက်ဖြန်ညမှာကြားစာဖြေရမှာပဲငပူလောင်ကတွေ့တွေ့ကလေးကောင်းနေလိုက်တယ်ငဘောတော့ကလည်းစိတ်ထဲမှာငါတော့မနှက်ဖြန်ညင်းနေဝန်းထွက်သွားလို့မဖြစ်ဘူးတခြားအကြောင်းပြပြီးလိုက်ချောင်းဥမပဲလို့တွေးနေမိတယ်သူကမဲပွင့်တိကိုခင်မင်းနေဒါကြောင့်မဲပွင့်တိကလေးစိတ်ဒုက္ခရောက်မဲ့ကိစ္စကိုသူမလိုလားဘူး ထို့သောလက်ဘူးလက်ချက်မတွေ့ရသေးရကြောင်းဒီကိစ္စကို သူမဲပွင့်တဲ့လေးကိုပြန်မပြောဘူး။နောက်နေ့ညနေဘက်မှာတော့မဲပွင့်တဲ့တရားရွာထဲပြန်ရောက်တဲ့အခါမှာငဒီးတူနဲ့ငပူလောင်တို့ဟာရွာကနေထွက်လာခဲ့ကြတယ်။သူတို့ရဲ့အရေးချေကိုအကဲခတ်နေတဲ့ငဘောလောကလည်းဆရာတော်ကစင်းမြေရှာခိုင်းတာကြောင့်လို့အကြောင်းပြပြီးတော့ငဒီးတူတို့ကိုတိတ်တဆိတ်နောက်ရောက်ခံလိုက်လာတာပေါ့။ခေါလောင်ပန်းခြုံသားကိုရောက်တဲ့အခါပိုက်ကွန်ကြီးကိုကင်ထားတဲ့ငဒီးတူကငပူလောင်ကိုတိတ်တိတ်ချာချာပြောပြတယ် ပန်းချုံမှာခေါင်းလောင်ပန်းတွေအနက်အပွင့်ကြီးနှစ်ပွင့်ပေးချင်းရှင်နေ။ဟဲ့ငပူလာတတိချာချာကြည့်လို့ကွာ။ဟော်ဒီဘက်ကပန်းမွင်ကိုကိုင်းလို့နော်။ညာဘက်ကပန်းမွင်တော့သွားမထိလိုက်လीနဲ့အမွေအမြင်ကြီးနဲ့တွေ့သွားမယ်။မှတ်မိလား။တီပါရဲကွာ။ငဒီတို့ကခြုံခွဲကိုဝင်သွားတယ်။ငပူလောင်ရဲ့လက်ကြီးကပန်းမွင်ကိုကိုင်းလို့ပို့ဆန်တန်းရောက်ရှိလာတယ်။သူ့ရဲ့လက်ကတပြေးပြင်းနဲ့လက်ရဘက်ကပန်းမွင်နားကိုရောက်တယ်။သူကဂတိအာယုံတိတ်ကောင်းလာတဲ့သူမဟုတ်ဘူး။ ရကူကလေးမှာပဲငတိတူကလက်ဝဲဘက်ကပန်ဝင်ကိုလှုပ်ရမ်းမှကြားသွားတယ်။တိုးတိုင်းအောင်သူ့ရဲ့လက်ကြီးကလက်ရဘက်ကပန်ဂျီနာကိုယောက်လာတယ်။ခက်လန်လန်ကချောင်းကြည့်နေတဲ့ငဘောလော်ကတော့ရှင်နေမှာတထိတ်ထိတ်ဖြစ်နေတာပုံ။ငပူလောင်ရဲ့လက်ကလက်ရဘက်ကပန်ဝင်ကြီးနာယောက်လေးလေးငဘောလော်ဟာရော့စီရော့စီဖြစ်လာလေလေ။သူကခရောင်းကိုမြောက်ကင်ပြီးတော့ကြိုင်လိုက်တယ်။မင်းကလိုမြောက်ဝန်ကြီးယောက်လာရင်ဘေးကင်းရန်ကင်းပြေးနိုင်အောင် ။နှုတ်ကလည်းဟဲ့ကောင်အရန်မလုံးနဲ့လို့မအော်မိစေရန်သူရဲ့လယ်ရင်းကိုသူဖြစ်နေကြိုင်နှားရာမျက်လုံးတွေပင်မိုက်ခနဲမိုက်ခနဲမူဝေလာတာပေါ့။ငပူလောင်ရဲ့လက်ဖျားကလက်ရာဘက်ကပန်းမွင့်ကြီးကိုလာထိတယ်။ထိုအခါတန့်ငနေရက်သွားတယ်။ငါပူလောင်ကငဒီတူရဲ့စကားတွေကိုခဏပြန်စဉ်းစားတယ်။ညာဘက်ကပန်းတော်မထီလင်းနေကွ။အမွှေးမြင်ကြီးနဲ့တွေ့သွားမယ်။ညာဘက်ကဟူဒီဟာထမင်းစားတဲ့လက်ရှိတဲ့ဘက်လို့ပြောခြင်းဖြစ်တယ်။ ငပူလောင်ကလက်ကိုစကနေယုတ်လိုက်ပြီးထမင်းစားဟန်လှုပ်ကြည့်ရဲတေကြပြီဒီဘက်ကညာဘက်အရီတော့မှသူ့ရဲ့လက်ကိုနောက်တစ်ခါပြန်လာတဲ့အခါလက်ဝဲလက်ကပန်းဝင်ကြီးစီကိုယောက်လာတယ်ဟင်းငနေငပေါ်လောကတပြင်းရှိကြီးကိုချလိုက်မိရပေါ်သူ့ရဲ့ရင်ထဲကအပူလုံးကြီးရှော့ခနဲကြဆင်းသွားရဲထိုခဏမှာပဲတာယာတဲ့ခေါင်းလောင်းတန်လေးထွက်ပေါ်လာပြီးပန်းဝင်မုံနှစ်သားလေးကလှပစွာပေါ်လာခဲ့တယ် ထိုအခါအတင်းဆောင်နေတဲ့ငတီးတူကခြုံဝင်ကနေခုံထွက်လာပြီးနတ်သားလေးကိုပိုက်ကွန်နဲ့ဖုံးအုပ်ပြီးတော့ဖမ်းလိုက်တာပေါ့ရုံးငန်နဲ့ကြားကပဲငတီးတူနဲ့ငပူလောင်တို့ဟာနတ်သားလေးကိုချုပ်ကင်မိကြတယ်သူတို့ကပန်ဝင်မုံနတ်သားလေးကိုနဘူးခြုံခွေကိုတဲဆောင်သွားကြပြီးကြားလာတတဲ့လမ်းမှာပိုက်ဆွတ်လျက်ခြာထားပြီးအနည်းကတပင်မှာစူးစာကိုချီနှောင်ပြီးအိမ်ကိုပြန်သွားကြတာပေါ့ အစားအဆုံးလိုက်ကြည့်နေတဲ့ငဘောလောကလည်းရွာကိုပြန်ပြီးတော့မဲပွင့်တဲ့နဲ့နှစ်ယောက်ချင်းတွေ့ဖို့ကြိုးစားကြတယ်။နေဝင်ရီတရောချိန်မှာတွေ့ရတဲ့အခါငဘောလောကတိတ်သမျှအကုန်ပြန်ပြောပြတယ်။မဲပွင့်တဲ့ရင်ထဲမှာပူလောင်သွားပြီးတန်ဝဲမုံနှစ်သားလေးကို ကြားရံကကဲတင်ပေးဖို့ငဘောလောကိုငိုရပူစားတော့တာပေါ့။ငဘောလောကပေါ်ကြောင်ကြောင်နိုင်မင်းမင်းလေစိတ်ကောင်းရှိရသူဖြစ်တာကြောင့်မဲပွင့်တဲ့ကိုတနာတယ်။မဲပွင့်တဲ့ရဲ့တော့ကကိုကိုကျင်းစာနားလေတယ်။ကဲမဲပွင့်တဲ့ မင်းမပူနဲ့ကြားဆိုတာညနေမှလာတယ်လို့ငါကြားဘူးတယ်ဒီတော့ငါအခုသွားပြီးကျိုးပြီးလှုပ်ပေးလိုက်မယ်ငါဘော်လို့ဟာဓမ္မတို့အဟောင်းလေးကိုခါကြထိုးပြီးတော်လေးကိုပြန်ပြေးလာတယ်ဒို့တော့မှောင်မိုက်နေပြီဖြစ်တာကြောင့်လမ်းရှာရမလွယ်ပါဘူးသူကတလဲလဲနဲ့လမ်းပြောင်းနေရင်အတော်ကြီးကြာမှနဘိုးချုံဝဲကိုရောက်သွားခဲ့တယ်အလာကောင်းမင်းမဲအခါနှောင်းသွားပြီလားကြာကကောက်ချောင်းချောင်းနဲ့ပန်းဝဲမုံနှစ်သားလေးစီကိုချင်းကပ်သွားတယ် ိုက်ကွန်ဆိုပြီးတော့ကျိုးနဲ့အတုတ်ခံနေရတဲ့နှစ်သားလေးကငြိမ်သက်နေရတယ်။ကြားကနှစ်သားလေးနာကိုဖြင်းင်းစွာချင်းကပ်ပြီးနန်းရှုံကြည့်ရဲ့။ငဘောတော့ကကြားကို ရိုးတိုးရိပ်တည်မြင်နေရတယ်။ကြားမှန်းသိတာနဲ့တပြိုင်နက်ဟိတ်မကိုက်နဲ့ကွာလို့လှက်ခနဲအော်လိုက်မိရပုံ။ကြားကဖြတ်ခနဲခုံပြီးသူ့ဘက်ကိုလှည့်လိုက်တယ်။သူကငြိမ်သက်နေတဲ့လူကိုမကြောက်ပါအခုရင်ဆိုင်နေရတဲ့လှုပ်ရှားနေတဲ့လူကိုသာ အနိကရန်သူလို့စိတ်ပိုင်းဖြစ်လိုက်တယ်။ ဒါကြောင့်ကြာကမြေတွေမှာဝစ်ပြီးတော့ခြောက်နေအမီးကြီးကမြေကြီးကိုတဘောပုံနဲ့အချက်မမှန်ရိုက်နေတယ်။ယခုအခါမှာငဘောလောဟာမိမိမှားမှန်ကိုသိရသွားတယ်။ခေါင်းနှစ်ပန်းကြီးအောင်မင်းကြောက်လန့်သွားပြီးတော့နောက်ပြန်ဆုပ်ပြန်သွားရာချက်ချင်းလိုတပင်ကြီးတပင်နဲ့ဝင်တိုက်မိပြီးတပင်ချေရင်ကတပင်ကိုကြောမီလည်းရဖင်တိုင်းချမိသွားတယ်။ကြာကမြေကြီးကိုပိုကပ်ပြီးတော့ဝစ်တယ်။သူ့ခုံအုပ်တော်မယ်လေ။ ရဘောလောကဘေးဆိုင်ခဲ့ရလို့ရညာဘေးညကိုရှောက်ဆမ်းပြီးတော့ဆွဲထုတ်တော့ပြောစီစီကြီးပါလာမှခွေနေတဲ့မွေကိုဆွဲမိမှန်းသိတယ်။မွေကိုလည်းကြကြမကင်ထားဝန်နာကြောင့်ရဘောလောဟာကင်မိထားတဲ့မွေကြီးကိုပဲကြားစီကိုပေါက်ထလိုက်တာပေါ့။မွေကလည်းကြားရဲ့လယ်ဘေးမှာရစ်မိသွားတယ်။ကြားကြီးကလည်းမွေမှန်းသိတာနဲ့တခါတည်းတချီရဲ့နောက်ပြန်ကျွန်းပစ်ပြီးထွက်ပြေးသွားတာပေါ့။ကြားရဲ့အေးသွားပြီးဖြစ်တာကြောင့်ရဘောလောကနှစ်သားလေးစီကိုပြေးသွားတယ်။နှစ်သားလေး မတောက်နဲ့ကြောက်ကြမယ်ကျေးဇူးတင်ပါတယ်ဗျာကျိုးတွေကိုမြင်မြန်ဖြတ်ပါငဘော်လော်ကဓားကိုဆန်းလိုက်တယ်ဓမ္မတို့ကလေးမရှိတော့ပါဘူးစောစောက တပင်အရင်စီကို ပြန်ပြေးလာပြီးမှောင်ထဲမှာရှောက်ဆန်းတယ်ဓမ္မလက်ကင်ကိုစုံပြီးမှပြန်ပြေးလာပြီးပိုက်ကုံကိုဖြတ်တယ်ဟင်ဓားကလည်းပော့ရွှွှွှွနဲ့ဖြတ်လို့မရပါလားနတ်သားကလေးကအမှောင်ထဲမှာမြင်ရတာကြောင့်ကြည့်ပြီးတော့ ခမားရင်ဒါကလက်ကင်ကြီးပဲကိုဓာမပါမလားပဲလို့ပြောလိုက်တယ်။ငဘောလိုလေတပင်ရင်းစီကိုပြန်ပြေးရပြန်တဲ့ဒီတချီမှာတော့လက်ကင်ကျင်နေတဲ့သူ့ရဲ့ဓမဟောင်းလေးကိုရာခဲ့တာပေါ့။ကျိုးတွေကိုဖြတ်ဆင်းမှာပဲအဝေးကမီးအောင်ကိုမြင်လိုက်ရတယ်။နဒီတူနဲ့ငပူလောင်တို့ဟာနှစ်သားလေးတေလောက်ပြီးလို့ထင်ပြီးမီးခွက်ကိုပုံနေကိုထည့်ပြီးတော့လာနေကြတာပေါ့။ငဘောလိုကစူးစမ်းပြီးတော့နှင်းမြန်စွာနဲ့ကျိုးတွေကိုဖြတ်တယ် နဒီတူတို့ရောက်လာတဲ့အခါနတ်သားလေးနေငပေါ်လို့ကတပင်းကြီးနောက်ကွယ်မှာကပ်ပြီးတော့နေကြတယ်။နဒီတူကမိဘုံကိုမြှောက်ပြီးတော့ကြည့်လိုက်တယ်။ဟာမရှိတော့ဘူးကွာဘလို့ဖြစ်တာပါလဲ။ထိုခဏမှာငပေါ်လောကလက်ထဲကဓမတူနဲ့ပြစ်လိုက်တဲ့အခါမိခွက်ကိုတီးပြီးတော့ငြိမ်သွားတယ်။နဒီတူကချက်ချင်းတူးထောက်ပြီးတော့မိကိုခတ်တယ်။ငပူလောင်ကတော့တရေချောက်တယ်ထင်ပြီးတော့ဗစက်ကြီးကိုဖျဲပြီး တောဆောင်နှမင်းကကဲတော်မူကြပါကျွန်တော်တို့ကိုတရေချောင်းနေပါပြီလို့ဩရာပုံဗန်ဝင်းမုံနှသားလေးကမြေဆိုင်ကဲတစ်ခုကိုကောက်ပေးတယ်ငဘောလောကငတိတို့လိုနှစ်ယောက်စီကိုမှဲပြီးတော့ပြစ်လိုက်တယ်မြေဆိုင်ကဲကပါဇက်ကြီးဖြဲပြီးအော်နေတဲ့ငပူလောင်ရဲ့ပါဇက်သေးကိုတဲ့တဲ့မက်မက်ကြီးဝင်သွားခဲ့တယ်ကဲတော်မူကြပါ ဟော့ငပူလောင်ဟာဆက်ပြီးတော့အော်လို့မရတော့တာကြောင့်ကြောက်လန့်ပြီးတော့ထွက်ပြေးတာပေါ့ငတိတို့ကလည်းတယောက်တည်းကြံရရမနေရတော့တာကြောင့်ထွက်ပြေးခဲ့တယ် ငပူလောင်ကရွာကိုကောင်းစွာပြန်ရောက်တော့လေငဒီတူကတော့ခြောက်ထဲကျပြီးတော့တိတ်ဆုံးသွားခဲ့ရတယ်။ပန်ဝဲမုံနှသားလေးကငပောလောက်ကိုရွာနာထီလိုက်လံပို့ဆောင်ပေးပြီးမှ တော်ရဲကိုဝင်ရောက်ပျောက်ကွဲသွားခဲ့တယ်။တရင်ကြတဲ့အခါပန်ဝဲမုံနှသားလေးနဲ့မယ်ပွင့်တစ်တူဟာကြီးကြက်ခန်းသားစွာလက်ထပ်ပဲစင်ရင်ကြတယ်။အဲဒီနောက်မယ်ပွင့်တစ်လေးဟာပန်ဝဲမုံနှသားလေးနေရာပန်းမွင့်တိုင်းမီကိုလိုက်ပါသွားခဲ့တယ်။ ငဘောလို့လို့တာမီကတော့ရွှေတလဲရလိုက်တာကြောင့်အကြော်မရောတော့ပဲနေပြည်တော်ကိုရွှေပြောင်းနေတိုင်းကကုံကူးတန်းရောင်းဝဲစားနေကြပါတော့တဲ့ကွယ်အကိုတင်ဆက်ပေးမှာကတော့ငွေတော့မဟုတ်စိတ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါလိမ့်ရှင်ဟိုးရှိခါကမင်းသားတပါးနဲ့ရိတ်ခါတိုက်ဆောင်သူရဲ့သားတို့ဟာတိတ်ကိုချစ်ကြတဲ့မိတ်ဆွေနှစ်ယောက်ပေါ့သူတို့ကဝါသနာချင်းနဲ့တူကြတယ် သူတို့နှစ်ယောက်ကတခုတည်းသောခြာနာချက်ကတော့မင်းသားနဲ့ချမ်းသာပြီးရိတ်သားတိုက်ဆောင်နဲ့ဆင်းရဲတာဒါပေမဲ့မင်းသားကပြောတတ်တယ်ငါမိသားစုမှာငွေတွေကတောင်းမုံရပုံပါပဲကွာကဘာမှငါလိုချင်တာဝယ်နိုင်နေတယ်လေဒီတော့ရိတ်ခါတိုက်ဆောင်သားကငွေကအရာရာကိုမဝယ်နိုင်ပါဘူးမင်းသားရှေ့တန်းရောက်ဖို့မှစိတ်ထားကောင်းဖို့လိုပါတယ်လို့ပြန်ပြောလိုက်တယ်မင်းမနေပြီတငယ်ချင်း ဒီလိုဆိုရင်ကျွန်တော်တို့ကိုဘယ်သူမှမသိတဲ့တခြားနိုင်ငံကိုသွားကြမယ်။တနည်းကြာသွားတဲ့အချိန်မှာဘယ်သူကပို့တော်တယ်ဆိုတာစောင့်ကြည့်ကြတာပေါ့တဲ့။မင်းသားကချက်ချင်းပဲကောင်းမယ်သွားမယ်လို့သဘောတူလိုက်တယ်။အဲတခြားတိုင်းပြည်ရောက်သွားတော့မင်းသားကအိတ်ကြီးတစ်လုံးကိုဝယ်လိုက်တယ်။ရိတ်ခါတိုက်ဆောင်သားကအကြောင်းစရာဝင်လို့တယ်။လော်လော်ဆယ်မှာတော့လူငယ်နှစ်ယောက်စလုံးအတွက်အားလုံးအဆင်ပြေချောဝင်နေတာပေါ့။ဒါပေမဲ့တနေ့ကြတော့မင်းသားမှာပတ်စံတပြားမှမရှိတော့ဘူး။ ဒီတော့တငယ်ချင်းစီကိုသွားတွေ့တယ်။တငယ်ချင်းငါ့ကိုကူညီပါဦး။ငါအိတ်ဆုံးသွားပြီ။ငါတိတ်လဲစားနေတယ်။ဘာလို့ရမလဲတငယ်ချင်း။ရိတ်ခါတိုက်ဆောင်သားကအလုပ်တစ်ခုရှာဖို့လို့ပြန်ပြောလိုက်တယ်။ဒါနဲ့မင်းသားဟာယာကင်းတခင်းလေးကိုသွားအလုပ်လုပ်တယ်။အလုပ်ကပေမန်းခက်ခဲတယ်၊ညစ်ပတ်တယ်။ယာရှင်ပိုင်ရှင်ကလည်းတွန့်တိုးတယ်။သူကမင်းသားကို ငါမင်းကိုတည့်ရွတ်တည့်ရွတ်စားပဲကျင်းမယ်မင်းအလုတ်ကောင်းကောင်းလုပ်နိုင်ကြောင်မပြတော့ရေးပတ်စံမပေးဘူးလို့တွင်ကြိုပြောထားတာပေါ့ပထမဆုံးအလုတ်ဝင်တဲ့နေ့မှာမင်းသားကနွားတွေကိုကိုင်းမြင်နေမောင်းသွားတယ်။ဒါပေမဲ့ညနေဆောင်တော့နွားတွေကိုပြန်ခေါ်လို့မရတော့ဘူး။နွားတွေကိုရေတိုက်ဖို့လုပ်ပြန်တော့ရေပုံးကအပေါက်တွေနဲ့မလို့ရေတွေယိုကြပြန်ရော။မင်းသားလောက်ပုံကိုင်းပုံတွေကိုစောင့်ကြည့်နေတဲ့ယာသမားကြီးကစိတ်မချမ်းသာတော့ဘူး။ဒါကြောင့်တည့်ရွတ်တည့်တည့်လေးနဲ့ထမင်းထုတ်ပြီးတော့ကြွေးတယ်။အင်း ဒီညမှာတော့မင်းသားဆဆာနဲ့ပဲအိမ်လဲရတော့တယ်။နောက်နေ့မှာတငယ်ချင်းအလဲရောက်လာတဲ့မင်းသားရဲ့အခြေအနေကိုတည်မြင်လိုက်ရတော့ရိတ်ကတိုက်ဆောင်သားကစိတ်မကောင်းဖြစ်ရတာပေါ့။ဒါကနဲ့ကဲကျွန်တော်ယာကင်းထဲမှာအလုပ်လုပ်ပါမယ်။မင်းသားကတော့ចောင်းစရာလုပ်ပြီးတော့လို့ရိတ်ကတိုက်ဆောင်သားကိုပြောလိုက်တယ်။အဲဒီလိုအလုပ်ပြောင်းလုပ်ပြန်တော့လေမင်းသားဟာယာကင်းထဲမှာအဆင်မပြေသလိုပဲစတင်ရမှာလည်းအဆင်မပြေပါဘူး။ 음ရှိခါတိုက်ဆောင်သားကတော့ယာကင်းနဲ့မဆင်းလုံလို့ရမှာမင်းသားတဲ့အများကြီးပိုကောင်းနေပြန်နေရှိခါတိုက်ဆောင်သားကနွားတွေကိုခွင့်မြင်တဲ့အစဉ်ပြေပြေချတော်မှုမှုမောင်းနိုင်သွားတယ်။သူကကြိုးရှိရှိနဲ့နွားတွေကိုဆွဲချပြီးတပင်းတပီမှချင်ထားလိုက်တယ်။အဲဒီနွားတွေကိုပြန်ခေါ်လာရမှာလဲဘာပြဿနာမှမရှိဘူး။နောက်သူကနွားတွေကိုရေတိုက်တယ်။ရေပုံးမှာအပေါက်တွေတွေရောလဲဖာထေးလိုက်တာပါပဲ။ ဒီညမှာသူကရာခဲရှင်ကြီးစီကနေသိရွယ်ကြီးကြီးတွေကိုယူသွားတယ်။ရှားသမားကြီးကတီးလိုက်ပြီလေ။ဒီငွေအလောက်ကောင်းကောင်းလုပ်ခဲ့ပြီပေါ့။ဒါကြောင့်သိရွယ်ကြီးအပြေးထမင်းတွေထည့်ကျွေးလိုက်တာပါပဲ။ရှားသမားကြီးကရိတ်ခါတိုက်ဆောင်သားကိုဘာပဲခိုင်းလိုက်ခိုင်းလိုက်သူမလုံနိုင်တာရဲ့လို့မရှိဘူး။လုံဖို့တိတ်ကိုခက်ခဲနေတဲ့အတိုင်းလုံလို့ဖြစ်နိုင်တဲ့ညီကိုသူမရရအောင်ရှားတယ်။ဒါကြောင့်လေစိတ်မကြခင်မှာရှားသမားကြီးဟာသူ့ကိုထမင်းကျွေးယုံနေမကဘူး။ဝီလဲပေးလာပါတယ်။ တနေကြသွားတဲ့ချိန်မှာလုပ်ငန်းခွင်ကထွက်သွားတဲ့လူငယ်ကိုကြည့်ပြီးရာသမားကြီးပီတိဖြစ်နေပါရဲ့ရေခါတိုက်ဆောင်တာဟာတိတ်ကိုတော့ပါရဲ့ရာသမားကြီးအတွက်တော့သူဟာတိတ်ကိုတန်မိုးကြီးလာတဲ့သူပါပဲအခုတော့လူငယ်နှစ်ယောက်ဟာတိုင်းမီကိုပြန်လာခဲ့ကြပါပြီလမ်းမှာမင်းသားကတငယ်ချင်းမင်းမှန်ပါတယ်အခုတော့ငါလဲငွေဟာအရာရာကိုမဝင်နိုင်ဘူးဆိုတာသိပါပြီကွာတကယ်တော့လောကထဲမှာအဆင်ပြေပြေရှောက်လဲနိုင်ဖို့စိတ်ကောင်းရှိဖို့လိုပါတယ်လို့ပြောလိုက်တော့ ရိတ်ခါတိုက်ဆောင်တာကငွေဟာမတိမြဲပါဘူးဒါပေမဲ့စိတ်ထားကောင်းဆိုတာကတော့ဘဝတစ်လျှောက်လုံးထိမ့်သိမ်းထားပြီးဘဝတစ်လျှောက်လုံးသုံးဆွဲလို့ရနိုင်တဲ့အရာပဲမင်းသားလို့ဖြေဆွတ်ပြောလိုက်ပါတော့တည်းကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်